ကျောက်ဆယ်မျိုးကရွှေပြည်သာရွှေဆိုင်ဓမြတိုက်ခိုင်ရာမန္တလေးတိုင်းကျောက်ဆယ်မျိုးအေးမြကျင်းလင်ရောက်ကွက်မှာရှိတဲ့ရွှေပြည်သာရွှေဆိုင်ကိုဒီကနေ့မနက်7:00နာရီဝန်းကျင်ကဓမြတိုက်ခံခဲ့ရတယ်လို့ရွှေဆိုင်ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်တနအတူကန်ဆောင်ထားတဲ့အသက်30ဝန်းကျင်မျိုးသားတို့ကဒီကနေ့မနက်ပိုင်း7:00နာရီဝန်းကျင်လောက်မှာ ရွှေပြည်သားရွှေဆိုင်ကိုဝင်ရောက်ဓမြတိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဓမြတိုက်ခံရလို့ပါသွားတဲ့ပစ္စည်းအရေအတွက်ကိုစစ်စစ်နေဆဲဖြစ်ပြီးအတိအကျမသိရသေးဘူးလို့ရွှေပြည်သားရွှေဆိုင်ရဲ့တောင်ရှိသူတို့ကပြောပါတယ်။၆၀ရွှေဆိုင်ဓမြတိုက်တဲ့ CCTV နဲ့လူပုံမှန်သဏ္ဍာန်များရရှိနေပြီးလက်ခါရအယောင်ဆောင်တိုက်တာပါ။မကြခင်မိမယ်လို့ထင်ပါတယ်လို့လုံချုံရင်းနဲ့နေဆဲသူတို့ကပြောပါတယ်။ 2021ခုနှစ်နောက်ပိုင်းမန္တလေးမှာရွှေဆိုင်တမားမှုတွေမကြာခဏဆိုလိုဖြစ်ပေါ်နေပြီးဖန်စီရောက်ရှိမှုအနည်းငယ်သာရှိပြီးတော့အများစုကတော့ဒီကနေ့ထိဖန်စီရမိခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်